ာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးအန္တရာယ်အတွေ့အတွေ့ကကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိမ့်ပါဒီကနေ့မေလ12ရက်တနင်္လာနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့ရန်ကုန်တိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးကျင်းပပြုလုပ်တဲ့သတင်း တပရင်းမြို့နယ်အတွင်းကအိုဒိန်တွင်းရွာစာတင်ကျောင်းကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်လို့စာတင်နေတဲ့ကလေးငယ်နဲ့ဆရာအနည်းဆုံး18ဦးသေဆုံးတဲ့တဲ့အုတ်တွင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့အင်အား60ခန့်ရှိတဲ့စခန်းကုန်းကို PDF ပူပေါင်းတပ်တွေဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးဖျက်ဆီးလိုက်တဲ့တဲ့စင်ကူးမြို့နယ်ကိုအကြမ်းဖက်စစ်တပ်က Jet Fighter နဲ့လေကြောင်းကနေတိုက်ခိုက်လို့ပြည်သူ2ဦးထိခိုက်ဒဏ်ရာရပြီးနေအိမ်တွေပျက်စီးတဲ့တဲ့ ချင်းပြည်နယ်နဲ့ချင်းတမျိုးသားလုံးကာကွယ်ပေးနိုင်တဲ့တပ်မတော်ကိုတိုးမြင့်ဖွဲ့စည်းရန်သဘောတူညီချက်ချမှတ်လိုက်တဲ့တဲ့တင်။ပဲခူးရိုးမာတဲ့ကအကြမ်းဖက်စစ်တပ်ရဲ့အထိုင်စခန်းကိုတိုက်ခိုက်ဖို့တွားရောက်ချိန်အကြမ်းဖက်စစ်သားတွေထွက်ပြေးလို့စခန်းကိုမီးရှို့ရှင်းလင်းခဲ့တဲ့တဲ့တင်နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတခုံးကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆက်အနာရှင်တော်လန်ရေးဆန္ဒပြလူလူတပိတ်တဲ့တင်တွေပဲဖြစ်ပါတယ်။ ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့ရန်ကုန်တိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးကျင်းပပြုလုပ်တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့ရန်ကုန်တိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွဲဆုံဆွေးနွေးပွဲအစည်းအဝေး၅မြင်းဆောင်၂၀25ကို မေလ17ရက်နေ့ကမနက်10:00နာရီအချိန်မှာပြုလုပ်ခဲ့ကြပါတယ်။အစည်းအဝေးမှာဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအတွင်းရေးမှူးအဖွဲ့ဝင် တရားရေးဝင်ကြီးဌာနညွှန်ကြားရေးမှုရဲ့ဆွေးနွေးမှုနဲ့စတင်ခဲ့ပါဗျ။အဲဒီနောက်ပညာရေးဝင်ကြီးဌာနမှလမ်းညွှန်ချက်များကိုရှင်းလင်းပြောကြားခဲ့ပြီးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှအုပ်ချုပ်ရေးဆိုင်ရာပေါင်းစပ်လုပ်ငန်းများနဲ့ပတ်သက်တဲ့သိရှိလိုတာများကိုဆွေးနွေးခဲ့ကြရာဝင်ကြီးဌာနအသီးသီးရဲ့တာဝန်ရှိသူများမှပြန်လည်ဖြေကြားခဲ့ပါဗျ။ အဆိုပါတွဲဆုံပွဲကိုအမြဲတမ်းအတွင်းဝင်များဒုတိယအတွင်းဝင်များတွဲဖက်အတွင်းဝင်များဌာနဆိုင်ရာများမှတာဝန်ရှိသူများနဲ့ရန်ကုန်တိုင်းမှမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြတယ်လို့ပြည်ထရေးနှင့်လူဝေမှုကြီးကြပ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။တပရင်းမြို့နယ်အတွင်းကအိုထိန်တွင်းရွာစာတင်ကျောင်းကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်လို့စာတင်နေတဲ့ကလေးငယ်နဲ့ဆရာအနည်းဆုံး18ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းတပရင်းမြို့နယ်အတွင်းကအိုထိန်တွင်းရွာစာတင်ကျောင်းကိုအကြမ်းဖက်စစ်တပ်ကဒီကနေ့မနက်9:36မိနစ်အချိန်မှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်လို့ပြည်သူအနည်းဆုံး18ဦးထိသေဆုံးထားတယ်လို့ဒေသခံသတင်းရင်းမြစ်က PPTV ကိုပြောပါရယ်လက်တလောကလေးသေဆုံးက18ရောက်ထိဖြစ်နေပါပြီဒဏ်ရာရတာ20ပါထပ်တိုးနိုင်ပါသေးတယ်လို့သတင်းရင်းမြစ်က PPTV ကိုပြောပါရယ် PPTV ရဲ့ဆက်သွယ်မေးမြန်းမှုကိုမွန်လွဲ7:43မိနစ်အချိန်မှာပြန်လည်ဖြေဆိုထားတာပါ အကြံဖတ်စစ်တပ်ကပြစ်ခတ်တိုက်ခိုက်သွားတဲ့စာတင်ကျောင်းကဦးထိန်တောင်ရွာနဲ့မြောက်ရွာနှစ်ရွာကြားမှာရှိတာဖြစ်ပြီးတော့ဆရာနဲ့ကျောင်းသားတွေရှိနေချိန်မှာအကြံဖတ်စစ်တပ်ကအခုလိုတိုက်ခိုက်ခဲ့တာပါစာတင်ကျောင်းကိုလာရောက်ဘုံကျဲတိုက်ခိုက်ခဲ့တဲ့ Jet Fighter ကအကြံဖတ်စစ်တပ်ရဲ့မိတီလာရှမ်းတဲကတက်လာတဲ့ Jet Fighter ဖြစ်တယ်လို့လည်းကနဦးသတင်းရရှိထားပါတယ်စာတင်ကျောင်းကိုဘုံကျဲတိုက်ခိုက်ခံရမှုအတွင်းတေဆုံးတံရရသူတွေကိုဆက်လက်ရှာဖွေနေစေဖြစ်တယ်လို့လည်းသတင်းရင်းမြစ်ကပြောပါတယ် လေကြောင်းကနေတိုက်ခိုက်ခံရတဲ့စာတင်ကြောင်းကအလဲတန်းကြောင်းဖြစ်ပြီးတော့တေဆုံးသူတွေတဲမှာကလေးတွေအပြင်စာတင်ကြားပေးနေတဲ့ဆရာတွေလည်းပေါဝင်နိုင်တယ်လို့သိရပါတယ်အုတ်တွေးမြို့နယ်မှာအကျန်းဖတ်စစ်တပ်ရဲ့အင်အား60ခန်းရှိတဲ့စကန်းကုန်းကို PDF တပ်တွေဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးဖျက်ဆီးလိုက်တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။တောင်ကူခရိုင်အုတ်တွေးမြို့နယ်ကျမနာရွာမှာရှိတဲ့အကျန်းဖတ်စစ်တပ်ရဲ့အင်အား60ခန်းရှိတဲ့စကန်းကုန်းကို PDF ပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ PDF တရင်3801တခွဲငါဂျိုးပင်ကောက်ဟီးရိုးပျောက်ကြားတပ်ဖွဲ့ရဲ့ဒုတပ်ခွဲမှုရဲဘော်ကိုမူတီက PPTV ကိုပြောပါတယ်ဝင်ရောက်ခဲ့တယ်သူတို့ရဲ့စကန်နာကိုကျွန်တော်ကင်းမုန်းနေဝတ်ခဲ့တယ်ပေါ့နော်မနက်သူတို့မြင်မြင်ထင်ထင်မြင်သာပြီးဆိုလဲဆိုတော့9နာရီပေါ့နော်9နာရီကြာမှာပေါ့ကျွန်တော်တို့တိုက်ပွဲစခဲ့တယ်ပေါ့အဲ့ဒီမှာသူတို့တွေကဟို လမ်းပေါ်ဒီမှာရောပတ်သွားနေတဲ့အချိန်မျိုးပေါ့နော်အဲသူတို့မနက်ပိုင်းဆိုလို့ချင်းသူတို့လက်ဖက်ရည်တောက်တဲ့အဲတချို့ကြတော့လဲအရဲတောက်ကြတယ်ပေါ့အဲအဲ့လိုလူမျိုးတွေကိုအရင်ဆုံးစပြီးတော့မှကျွန်တော်တို့ဒါတိုက်ရတာပေါ့တိုက်ပြီးမှအဲ့ဒီစကံကိုကျွန်တော်တို့ဒီစက်တနာကြီးဝင်းချင်းမှာကျွန်တော်တို့တင်းနေရပါတယ်ဟောဟောအဲ့ဒီစကံကိုကုန်းကတော့သူတို့ဒီအထိုင်ချထားတာတော့ကြာကြီးပေါ့နော်ဘယ်လောက်ကနေချထားတာလဲဆိုတော့ကျွန်တော်လည်းအတိအကျတော့မသိဘူးပေါ့ အဲဒါပေမဲ့အထိုင်ချထားတဲ့စကန်ကိုနောက်ထပ်အင်အားသူတို့တွေကထပ်ကုန်ခဲ့တယ်ပထမဆုံးချတာကတော့1456ပဲရှိဘူးနော်နောက်အင်အားထပ်ပြီးမှခေါ်လိုက်တော့အင်အား60လောက်ဖြစ်သွားပြီဖြစ်သွားတော့အဲ့ချိန်မှာကျွန်တော်တို့တွေကဝင်းစီရတာပေါ့ဝင်းစီရတော့ကျွန်တော်တို့ဘက်မှာလည်းအခက်အခဲတွေကြုံတွေ့ကြရတယ်ပေါ့လက်နဲ့ခဲရန်အားနဲ့မှုကြီးအားတွေကြုံတွေ့ကြရတော့အချိန်ကနည်းနည်းကြာသွားတာပေါ့အဲ့ချိန်မှာသူတို့လေရင်ပြစ်ကူနဲ့ကျွန်တော်တို့ဟိုစခဲ့တာပေါ့လေရင်နဲ့ပြစ်လဲပြီးသူတို့တွေကအားအလောင်းတွေကိုဆွဲကပ်ပြီးတော့မှသူတို့ ဘယ်လိုထားပေးခဲ့လဲဆိုတော့ကျွန်တော်တို့လည်းတိကျမသိဘူးသူတို့နောက်ကိုလိုက်ဖို့ကြတော့လေရှင်းင်းမိုင်းကိုပို့ဖို့နော်ကျွန်တော်တို့ဆက်ပြီးတော့မလိုက်ရသေးဘူးဒါပေမဲ့ဒီစကန်ကုန်းအထိတော့ကျွန်တော်တို့ရောက်အောင်တင်လိုက်တယ်ပေါ့အဲတင်ပြီးရနောက်ပိုင်းမှာသူတို့တွေကတော့ပြီးတယ်ပေါ့သူတို့ကကပောင်းဆယ်ဘက်ကို သူတို့ပြီးတာအဲဒီကပောင်းဆယ်ဘက်မှာလည်းမဟာမိတ်တက်ဖွဲ့ပြီးအကုန်လုံးကျွန်တော်ဝိုင်းခိုင်းလာတယ်ဝိုင်းခိုင်းလာတယ်အခုလက်ရှိကတော့သူတို့အပြင်ကိုမထွက်နိုင်သေးဘူးပေါ့အဲဒီအတွင်းထဲမှာပဲရှိသေးတယ် အင်အားဘယ်လောက်ကြံသေးလဲဆိုတော့တော့ကျွန်တော်လည်းဒီကြမသိသေးဘူးပေါ့ဟောဟောကျေးဇူးတင်ပါတယ်စကန်သိန်းတိုက်ပွဲကိုမေလ10ရက်နေ့ကမနက်9နာရီအချိန်မှာစတင်တက်ခတ်ခဲ့ရာမွန်လွယ်17နာရီမိနစ်30အချိန်မှာတိမ့်ပိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။စကန်ကုန်းကိုတိမ့်ပိုက်နိုင်ခဲ့ပေမဲ့လက်နက်ခဲယမ်းတွေအားနည်းမှုရှိတာကြောင့်အခက်ခဲတွေကြုံခဲ့ရတယ်လို့ဒုတက်ခွဲမှုရဲဘော်ကိုမိုးတီကပြောပါဗျ။တိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်ကလေကြောင်းကနေလာရောက်ပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပေမဲ့တော်လန်ရေးတပ်ဖွဲ့တွေဘက်ကတော့ထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါဗျ။ အကျန်းဖတ်စစ်တပ်ရဲ့စကန်ကုန်းကနေထွက်ပြေးသွားတဲ့အကျန်းဖတ်စစ်သားတွေကိုဒီကနေ့အထိကပောင်းဆယ်မှာတော်လန်ရေးတပ်တွေကပိတ်ဆို့ဝန်းရံထားတယ်လို့လည်းသိရပါဗျ။အကျန်းဖတ်တပ်စကန်ကနေဆိုင်ကယ်6စီးကားတစ်စီးနဲ့အခြားပစ္စည်းတွေကိုသိမ်းဆည်းရမိတယ်လို့လည်းသိရပါဗျ။အဆိုပါစကန်ကုန်းတင်ပိုက်တဲ့တိုက်ပွဲကိုပဲခူးတိုင်းတာယာဝရီခရိုင် PDF တရင်3801တခွဲ9ဂျိုးပင်ကောက်ဟီရိုးပျောက်ကြားတပ်ဖွဲ့ PDF တရင်3601တခွဲ3တို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ကြတာပါဗျ။ စင်ကူးမြို့နယ်ကိုဂျမ်ဖတ်စစ်တပ်ကဂျက်ဖိုက်တာနဲ့လေကြောင်းကနေတိုက်ခိုက်လို့ပြည်သူ၂ဦးထိခိုက်ဒဏ်ရာရပြီးနေအိမ်တွေပျက်စီးတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းစင်ကူးမြို့နယ်စိုက်ကွင်းကျေးရွာကိုဂျမ်ဖတ်စစ်တပ်ကမေလ၁၇ရက်နေ့မနက်ပိုင်းမှာဂျက်ဖိုက်တာနဲ့လေကြောင်းကနေတိုက်ခိုက်မှုတွေပြုလုပ်ခဲ့လို့ပြည်သူ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်တွေပျက်စီးခဲ့တယ်လို့တဲ့ရင်ရင်းမြစ်တူက PPTV ကိုပြောပါရယ်။ပျက်စီးသွားတာဆုံးရှုံးသွားတာတော့တခြားမသိဘူးဖြစ်နေတာ။ ဟိုပြစ်သွားတာကဟုတ်ပါလေပြစ်သွားတာလက်ချမ်းလာ35 20လောက်ကပြစ်သွားတာပြည်ဦးလင်ခရိုင်ပကဖကလည်းစိုက်ကွင်းကျွော်ကိုအကျန်းဖတ်စစ်တပ်ရဲ့ဒရယ်ဦးကတက်လာတဲ့ Jet Fighter ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ဓာတ်ပုံတွေနဲ့တကွဒီကနေ့မနက်မှာထုတ်ပြန်အသိပေးထားပါဗျ။အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့်အမျိုးသား2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်နှလုံးပျက်စီးခဲ့တယ်လို့ပြည်ဦးလင် ပကဖကထုတ်ပြန်ထားပါဗျ။ ပြည်ဦးလင်ပကဖကတော့ပြည်သူတွေအနေဖြင့်အကြံဖတ်စစ်တပ်နဲ့ဝေးရမှာနေထိုင်ကြဖို့နဲ့လေကြောင်းရန်ကာကွယ်နိုင်ဖို့အတွက်ဘုံခုချင်းတွေတူထားကြဖို့အတွက်လည်းအသိပေးထုတ်ပြန်ထားပါတယ်။အကြံဖတ်စစ်တပ်ကမေလ10ရက်နေ့မှာလဲစင်ကူးမြို့နယ်ကြည်တော့ပေါက်ကျေးရွာတွေကို Jet Fighter နဲ့လေကြောင်းကနေတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ကလေးငယ်တွေအပါအဝင်9ဦးသေဆုံးပြီး3ဦးဒဏ်ရာအပြင်းထန်ရရှိခဲ့ပါတယ်။ ချင်းပြည်နယ်နဲ့ချင်းတမျိုးသားလုံးကာကွယ်ပေးနိုင်တဲ့တပ်မတော်ကိုတုံ့ပြန်ဖွဲ့စည်းရန်သဘောတူညီချက်ချမှတ်လိုက်တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။ချင်းညီနောင်အဖွဲ့ဝင်တပ်ဖွဲ့များပေါင်းစည်းကချင်းပြည်နယ်နဲ့ချင်းတမျိုးသားလုံးကိုကာကွယ်ပေးနိုင်တဲ့ Standard Army တပ်မတော်ကိုတုံ့ပြန်ဖွဲ့စည်းသွားဖို့သဘောတူညီချက်ချမှတ်ခဲ့တယ်လို့ချင်း Brother ဟုကမေလ17ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။ချင်းညီနောင်ရဲ့မြေပြင်အစည်းအဝေးကိုဧပြီလ26ရက်နေ့မှ29ရက်နေ့အထိ လွတ်မြောက်နယ်မြေတနေရာမှာကျင်းပခဲ့တာဖြစ်ပြီးချင်းညီနောင်အဖွဲ့ဝင်အဖွဲ့အသီးသီးကကိုယ်စားလှယ်39ဦးတက်ရောက်ခဲ့တယ်လို့သဘောတူညီချက်များကိုချမှတ်နိုင်ခဲ့တာပါချင်းညီနောင်ရဲ့ terms of reference ညီမှန်းချက်အတိုင်းချင်းအမျိုးသားစည်းလုံးညီညွတ်ရေးနဲ့အနာဂတ်ချင်းပြည်သူတရားလုံးကိုကိုစားပြုတဲ့ချင်းပြည်အစိုးရပေါ်ပေါက်လာရေးတို့အတွက်မူများချမှတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်ပြည်တွင်းနဲ့နိုင်ငံတကာဆက်ဆံရေးတို့အပြင်စစ်ရေးနိုင်ငံရေးလူမှုစီးပွားရေးမူဝါဒများရေးဆွဲနိုင်ဖို့အခြေခံသဘောတူညီမှုရယူနိုင်ခဲ့တယ်လို့ပြောပါတယ် ကျင်းဘရာသာဟုရဲ့ထိန်းချုပ်နယ်မြေမှာပြည်သူများလုံခြုံမှုရှိအောင် ကာကွယ်သွားမည်အပြင်ကျန်းမာရေးပညာရေးစားနပ်ရိက္ခာဖူလုံရေးပြည်သူဝန်ဆောင်မှုလုပ်ငန်းများကိုထိရောက်အောင်ဝန်ဆောင်မှုပေးနိုင်ရန်ပြည်တွင်းပြည်ပတော်လှန်ရေးအင်အားစုများနိုင်ငံတကာအဖွဲ့အစည်းများနဲ့လက်တွဲဆောင်ရွက်သွားမယ်လို့ဘုံသဘောတူညီမှုရရှိခဲ့ကြောင်းအတိပေးထုတ်ပြန်ထားပါတယ်။ ပဲဂိုးယိုးမတဲ့ကအချမ်းဖတ်စစ်တပ်ရဲ့အထိုင်စခန်းကိုတိုက်ခိုက်ဖို့တွားရောက်ချိန်အချမ်းဖတ်စစ်သားတွေထွက်ပြေးလို့စခန်းကိုမီးရှို့ရှင်းလင်းခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ချင်းကထားတော့ကြာပါပြီဒါပေမဲ့ không mà cây là không mà đây là khuê đi khuê đi đi cùng ơi quả mà sao mày sao mày sao mày không mà không anh đi bằng luôn Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn ပါဗျာမခွေးဘာကအောင်မိတို့ထားတာပါဗျာကျွန်တော်တို့တွေမိတို့ထားတာကျွန်တော်တို့သိမ့်မပြည့်လဲရပါဘူးခင်ဗျာထွက်ပြေးကုန်တာအားလုံးမိတို့ပြလိုက်တာပါအဲ့ဒါခွေးတွေနေတဲ့နေရာတွေပါနော်အဲ့ဒါကျွန်တော်တို့တို့ထားတဲ့ခွေးပံကားလည်းဖြစ်ပါတယ်။ဟာအိမ်ကြီးကဒါခွေးတွေနေတဲ့အိမ်ကြီးပါ။အမကျွန်းပင်နေဦး ကျုံးမင်းတွေကိုလှဲဖြတ်ပြီးတော့အမဘန်ဂါတွေလှုပ်ထားတာပါအရာကြီးအကုန်လုံးဖျက်ဆီးပြစ်ထားပါကိုရနေတဲ့အိမ်ကြီးဖြစ်ပါတယ်ဒါကြီးကခွေးနေတဲ့ခွေးกินတယ်ပါဒါ 拿不上了，亏顶顶了吧。他亏给那批吧嘞。Thank you. <coughs> ုရယ်ဘယ်လာရေကဗကူတိုင်းတာယာဝတီ KI မင်းလာမြို့နယ်အပိုင်းဗကူရိုးမအတွင်းရှိစိန်ကန့်လက်မြို့ချောင်းရိုးမဖြက်ကျော်လမ်းဘေးကဟိုင်းယူလမ်းစုံမှာရှိတဲ့အကျံဖတ်စစ်တပ်ရဲ့အထိုင်စခန်းကိုတိုက်ခိုက်ဖို့တွားရောက်ချိန်အကျံဖတ်စစ်သားတွေထွက်ပြေးသွားတဲ့အတွက်စခန်းကိုမီးရှို့ဖျက်ဆီးရှင်းလင်းခဲ့တယ်လို့တာယာဝတီ KI PDF တာဝန်ရှိသူတူဦးက PPTV ကိုပြောပါတယ်။ ပြည်သူတွေရဲ့ကားခုနှစ်စီးကိုချောဆွဲပြီးစကန်းကပစ္စည်းတွေကိုတင်ပါတယ်။အရင်ကလည်းပြည်သူတွေကိုဒုက္ခပေးနေတဲ့အတွက်ကျွန်တော်တို့တပ်တွေနဲ့၃ချိန်ထပ်မနေတိုက်ခိုက်ဖူးပါတယ်လို့ဒါယဝရီ KI PDF တာဝန်ရှိသူတူဦးကပြောပါတယ်။ဟိုင်းယူလမ်းစုံမှာတက်ဆွဲထားတဲ့အကြံဖတ်တက်စကန်းကိုမေလ၁၇ရက်နေ့မနေ့ကမွန်းလွယ်၁၂နာရီအချိန်မှာပြည်သူတွေရဲ့ကားကိုချောဆွဲပြီးအကြံဖတ်စစ်သားတွေရောက်ရှိနေတယ်လို့သတင်းရရှိတဲ့အတွက်ဒါယဝရီ KI တရင်၃၈၀၂တခွဲ၅ရဲဘော်တွေကတွားရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီလိုတွားရောက်တိုက်ခိုက်စင်မှာအကျန်းဖတ်စစ်သားတွေကစခန်းကိုဆုတ်ခွာပြီးထွက်ပြေးသွားတဲ့အတွက်အကျန်းဖတ်စစ်သားတွေပြန်လည်နေထိုင်ခြင်းမပြုလုပ်နိုင်စေရတဲ့အတွက်စခန်းတွင်းဝင်ရောက်ကမိရှို့ဖြက်စီးရှင်းလင်းခဲ့တယ်လို့တာယောရီ KI PDF တာဝန်ရှိသူတူကပြောပါရယ်အဆိုပါအကျန်းဖတ်တပ်စခန်းက2023ခုနှစ်ဆယ်လပိုင်းမှာစတင်ကအထိုင်ချထားတာဖြစ်ပြီးတော့အဲ့ဒီစခန်းကနေပြည်သူတွေနေထိုင်ရာခြေရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တာလမ်းသွားလမ်းလာပြည်သူတွေကိုဖမ်းဆီးချိန်ချောက်ငွေညစ်တာတွေလုပ်ဆောင်နေတာပါ အဲ့ဒီလူတွေလှုပ်ဆောင်နေတဲ့အတွက်တာယာဝရီခရိုင်တရင်3800နှစ်တက်ခွဲ9က၃ချိန်ထပ်မနေတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးအကြမ်းဖက်စစ်သားတွေထိခိုက်ဒေဆုံးမှုရှိတယ်လို့လည်းသိရပါဗျ။အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပေါဝင်တဲ့ဆေးအနာရှင်အမြင့်ပြည့်ချေမုံရေးလူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။စကိုင်းတိုင်းရမပင်မြို့နယ်ရဲ့ပြည်သူအာမန်တပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါဗျ။ ဆန္ဒပြတော်လှန်ပြည်သူတွေကပြည်သူအမှန်တပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်ဆက်အနာရှင်အမြင့်ပြတ်ချေမှုန်းရေးဟစ်ကြွေးမှုတွေနဲ့ခြိတက်ဆန္ဒပြခဲ့ကြတာပါရေမပင်မြို့နယ်မှာအောင်လန်လွှင့်မီတောင်းသွင်းဒီတပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လန်လွှင့်မီတောင်းသွင်းဒီတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ ဒေသခံတော်လံပြည်သူတွေကနေမြေမငြိမ်သက်မှုကြားတွေကနေပဲအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုနေ့စဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ဒါကတော့မေလ12ရက်နေ့သတင်းတွေနဲ့လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုတ်ဘေးဆိုတဲ့ဘေးနှစ်သွဲကနေကင်းဝေးနိုင်ကြပါစီခင်ဗျာ။